see the pain in me these oh my she need a hope they got to tell what i and these oh my see the pain in me အနည်းဆုံးမှာရှိနေအနည်းဆုံးမှာ see the pain ရှိနေအဲ့စစ်တအားထုတ်လို့ဖြန့်ဖြူးရေးအတွက်နေ့စဉ်1150မဂါဝတ်သုံးဆွဲနေတဲ့ရန်ကုန်မြို့မှာအချက်မြင့်အဆောက်အဦးနဲ့စီမံကိန်းတွေလည်းရှိနေတာကြောင့်ရှေ့ဆက်ရမယ့်ခီးအတွက် 400မဂါဝတ်လိုအပ်နေပါတယ်။ခေဆက်ဆက်ကရရှိထားတဲ့ရှုပ်ထွေးပြီးဟောင်းလွှမ်းနေတဲ့မြေအောင်လိုင်းတွေနဲ့အတူစနစ်ဆိုးရဲ့အမွေကြောင့်ရှေ့ဆက်ရုန်းကန်ရမယ့်အခြေအနေမှာရှိနေပြီလို့ဝန်ကြီးချုပ်ကပြောပါတယ်။မြေအောင်လိုင်းဟာတစ်ခုခုပြတ်နေပြီးရှားပြီးတော့တော့ခက်ပါတယ်။အဲဒီအခက်အခဲမှုနဲ့အတူကျွန်တော်တို့မှာတကယ်ကိုခိုင်မာတဲ့ master plan တစ်ခုရေးဆွဲပြီးတိဆောက်ခဲ့တာပေါ့ပါဘူး။ခေတ်အဆက်ဆက်ပြောင်းလဲလာတဲ့အခြေအနေတွေပေါ်မှာ ဆောင်ရွက်ရတဲ့အတွက်ဒီနေရာလေးမှာခက်ခဲရှိပါတယ်။ဒါကြောင့်မို့ပြီးခဲ့တဲ့ရပိုင်းတွင်းကဆိုရင်ကျွန်တော်တို့ဒီရောက်တိုင်းတွေရာဂုတူစုပြီးပြီးမိုးရွာချလိုက်တဲ့နေရာမှာပေါက်ပြဲမှုတွေကြောင့်ပြီးပြက်ခဲ့တဲ့အခြေအနေတွေရှိပါတယ်။ပျက်စီးသွားခဲ့တဲ့အခြေအနေတွေရှိပါတယ်။ဒါတွေကိုပြန်လည်ပြင်ပြင်မယ်၊ထိမ့်သိမ့်မယ်ဆိုရင်ကျွန်တော်တို့ရန်ကုန်မြို့ပေါ်မှာအခြေအနေတော်တော်များများပြန်လည်ထိမ့်သိမ့်ရမယ်အနေအထားရှိပါတယ်။နိုင်ငံလုံးတွေထုတ်လုပ်နေတဲ့တရစ်စစ်ဓာတ်ရဲ့ထောက်ဝက်ကို GDP အများဆုံးရနေတဲ့ရန်ကုန်မြို့အတွက်ခြံပြုတ်ပေးနေရတာကြောင့်လျှက်စစ်လိုအပ်ချက်အတွက်စီးပွားရေးဆန်တဲ့ပြည်내ပိုင်းကော်ပိုရေးရှင်းတွေပြောင်းလဲဖန်တီးဖို့လိုနေပြီလို့လည်းရှင်းပြပါတယ်။ရန်ကုန်တိုင်းဒေသကြီးလျှက်စစ်ဖြန့်ချီလုပ်ငန်းကိုဆောင်ရွက်ပင်ဆောင်ရွက်တော်ညားတယ်လွတ်လပ်တဲ့ကော်ပိုရေးရှင်းတခုတော့မဟုတ်ပါဘူး။ဒါပြည်တော်စုဝန်ကြီးဌာနကတည်းရဲ့ကုတ်ကဲထားတဲ့ကော်ပိုရေးရှင်းပဲဖြစ်တယ်။ဒါနဲ့လွတ်လပ်တဲ့ကော်ပိုရေးရှင်းတည်းရဲ့ဖြစ်ဂျိုးဘန်မှာစီးပွားရေးပုံစံဆန်တဲ့ ် population တခုဖြစ်ပါမှာလို့ဆိုရင်တော့ကျွန်တော်တို့ကဝန်တန်းလိုပဲဖြစ်နေဦးမှာဖြစ်ပါဝန်တန်းလိုပဲဖြစ်နေဦးမယ်ဆိုတာက PSME ရရှိဖို့အတွက်ကိုလည်းကျွန်တော်တို့ကဒီအစိုးရကနေရနိုင်တဲ့များကိုတောင်းရပြီးလို့ရှိရင် PSME ဖြန့်ချိဖို့အတွက်မိလိုက်နေလို့ရိုက်ရတဲ့နေရာမှာလည်းကျွန်တော်တို့ပြီးနိုင်တဲ့ငွေကြေးဟာပုတ်လိကလုပ်ငန်းလိုပုံစံမျိုးမဟုတ်တဲ့အခြေအနေတွေဒီအခြေအနေကနေတင်တာတွေပြလာတဲ့အခြေအနေပေါ်မှာလည်းတစ်ချိန်တစ်ကာလတော့မှသက်ဆိုင်တဲ့ပတ်သက်တဲ့သူတွေရဲ့ပစ္စည်းတွေကိုယူနေရတာလေ ဒါတွေအားလုံးကစီးပွားရေးဆန်ဆန်လုပ်မယ်ဆိုရင်တော့ဒီလိုလုပ်လို့မရဘူး။ Gas တောက်လို့မှုနဲ့ပတ်သက်ပြီးအပြည့်အဝမတုံးဆွဲနိုင်တဲ့မြန်မာနိုင်ငံအတွက်စွမ်းအင်သုံးပြီးတရက်စစ်ထုတ်လုပ်ဖို့မလွယ်တာကြောင့်ကဘာဝအရင်းမြစ်ကိုအသုံးချပြီးတရက်စစ်ဓာတ်ထုတ်လုပ်ဖို့အတွက်လာမယ့်ຫນွေအတွက်စိန်ခေါ်မှုတွေလည်းရှိနေပါတယ်။မြေအောင်လိုင်းဓာတ်ကြိုးတွေပြန်လည်တည်ဆောက်မှုနဲ့ဂျီအားလျက်စစ်ထုတ်လုပ်ဖို့ဆယ်ဆောင်မှုနဲ့အတူမြေကြောင်းထိမ့်သိမ့်ဖို့အပါအဝင်ရေချိုသုံးဆွဲမှုတွေအတွက် မာစတာပလန်တွေရေးဆွဲဖို့အနာဂတ်မှာပြန်လဲသုံးသပ်ညှိနှိုင်းကြဖို့လိုနေပြီလို့လည်းပြောပါဗျာ။ကျွန်တော်တို့နိုင်ငံရဲ့ပြည့်စုံရရှိနိုင်ရေးအခြေအနေအရရကိုကျွန်တော်တို့တည်တည်ချာချာမာစတာပလန်တစ်ခုဆွဲပြီးကျွန်တော်တို့ကြိုးပမ်းဖို့လိုအပ်တယ်လို့ကျွန်တော်တို့ရန်ကုန်တိုင်းရဲ့ပြည့်စုံဖြန့်ချီနိုင်မှုတစ်ခုကိုလည်းကျွန်တော်တို့ဒီဖြန့်ချီရေးစနစ်ကိုမာစတာပလန်တစ်ခုဆွဲပြီးကျွန်တော်တို့ကြိုးပမ်းပါမယ်။ တကယ်လို့မြို့နယ်33မြို့နယ်ပေါ့ဗျာဒါကျွန်တော်တို့စီပင်သားရနယ်နိမိတ်အတွင်းမှာ33မြို့နယ်ရှိပါတယ်ရန်ကုန်တိုင်းတိုင်းလုံးရဲ့45မြို့နယ်အတွင်းမှာဒါပုပ်ပိုးချုပ်ဖိမဲ့ဆိုရင်ကျွန်တော်တို့44မြို့နယ်တောင်ရဲ့ဒီဓာတ်ကြိုးတွေမြောက်တက်တိုင်းအကုန်လုံးကိုကျွန်တော်တို့ပြန်ပြီး master plan တစ်ခုဆွဲပြီးစနစ်တကျပြန်လည်ပြီဆောက်ဖို့လုပ်ပါတယ်ရန်ကုန်မှာမြောက်လိုင်းတွေပြင်ဆင်ဖို့နဲ့တက်ကိုင်းတွေရှင်းလင်းဖို့လျှက်စစ်မီယာယီဖြတ်တော့ဖို့လည်းရှိနေပြီး ထုတ်ပြန်ကြေညာသွားမယ်လို့လည်းပြောပါရယ်